thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီနဲ့အတူတရုတ်အထူးကိုယ်စားလှယ်လာရှိုးမျိုးတွေရောက်နေပြီမြန်မာအရေးကြားဝင်မဆွတ်ဖတ်ဘူးလို့တရုတ်ထပ်ပြောပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်လာရှိုးမျိုးတွေစစ်ကောင်စီပြန်လည်ဝင်ရောက်လာနိုင်ဖို့တရုတ်ကဖိအားပေးခဲ့ပြီးမြန်တခြားတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုကြားဝင်မဆွတ်ဖတ်တဲ့မူကိုလိုက်နာကြောင်းတရုတ်နိုင်ငံသားဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားလိုက်ပါတယ် AP 21ရက်မှာပြုလုပ်တဲ့တရုတ်နိုင်ငံသားဝင်ကြီးဌာနရဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းဌာနရဲ့မီးမြန်မှုကိုတရုတ်ကတခြား ားတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုကြာဝင်းမဆွတ်ဖတ်ဖို့လို့ထမှန်ပြောကြားခဲ့တာပါ MNDE နဲ့မဟာမိတ်တွေက2024ခုနှစ်ဩဂုတ်လစမှာရှမ်းပြည်နယ်မြောက်ပိုင်းလားရှုမြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး9လနီးပါးကြာထိန်းချုပ်နိုင်ခဲ့ပြီးတရုတ်နိုင်ငံရဲ့ဒရက်ဆက်ပြင်းထန်တဲ့ဖိအားပေးမှုတွေကြောင့်ဒီလအပြည့်ထဲမှာဆုတ်ခွာပြေးရပါတယ် AD 18ရက်မှာတော့စစ်ကောင်စီတပ်တွေဝန်ထမ်းတွေလာရှုံမြို့တွေစတင်ဝင်ရောက်လာပြီးလက်ရှိမှာတရုတ်ထူးကိုယ်စားလှယ်တင်ရွှေ့ချင်းကိုတိုင်းလာရှုံမြို့မှာရှိနေကစစ်ကောင်စီ MNDU တို့နဲ့တုံးပွင့်ဆိုင်ဆွေးနွေးပွဲပြုလုပ်နေတာလို့မြို့ကန်သတင်းအရင်းမြစ်တွေကပြောဆိုထားပါတယ်2023အောက်တိုဘာ29ရက်မှာစတင်လိုက်တဲ့2029စစ်စင်ရေးကြီးအတွင်းကိုကန်တက်မတော် MNDU တောင်းတက်မတော် DNL နဲ့အောက်ရခတ်တက်တော် A တို့ညီနာမဟာမိတ်တုံးဖွဲ့တင်ပိုက်ပြီးတဲ့မြို့ပေါင်း45မြို့ကန်ရှိပြီးတနစ်ခွဲကာလာထင်းပင်မြို့ကိုမှစစ်ကောင်စီကပြန်လဲတိုက်ခိုက်ရ ယူနိုင်တာမရှိသေးပါဘူး။လာရှုမျိုးကသာတရုတ်ရဲ့ပြင်ထန်တဲ့ဒရက်ဆက်ဖီးယားကြောင့် MNDA ကစစ်ကောင်စီကိုပြန်လည်ဝင်ခွင့်ပေးတာလို့ဒေသတွင်သတင်းအရင်းမြစ်တွေကအရှုံးကြီးထားကြတာပါ။ဒီအချိန်မှာတရုတ်နိုင်ငံသားရဲ့ပြောရေးဆိုခွင့်ရှိသူကတရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံတို့ဟာချစ်ချင်းရင်းနှီးတဲ့အိမ်နီးချင်းတွေပါမြန်မာအရေးပေါ်တရုတ်ရဲ့ရည်တည်ချက်ကအလွန်ကိုပဲရှင်းလင်းပါတယ်။ကျွန်တော်တို့ဟာတခြားတိုင်းပြည်ရဲ့ပြည်ရင်းကိုချားဝင်မဆွတ်ဖက်တဲ့မှုကိုလိုက်နာပါတယ်လို့ဆိုပါတယ်။ မြန်မာပြည်တွင်ရေကိုကြားဝင်မဆက်ဖက်ဘူးလို့တရုတ်နိုင်ငံကမကြာခဏထုတ်ပြောလို့ရှိပါတယ်ဒါအပြင်တရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့လွတ်လပ်မှုအထောက်အကြအာဏာအမျိုးသားညီညွတ်မှုနဲ့ပိုင်တဲ့နယ်မြေတည်တံ့ခံမြဲစင်ရေးကိုကာကွယ်ရမှာပံ့ပိုးကူညီကြောင်းနဲ့နိုင်ငံရေးဆိုင်ရာပြည်내တည်မြဲရေးအတွက်ရင်းနှီးစွာညှိနှိုင်းဆွေးနွေးဆောင်ရွက်ရမှာမြန်မာနိုင်ငံရှိ ဘတ်အတီးတီးကိုထောက်ခံအားပေးပြီးနိုင်ငံရေးအတွင်ကူပြောင်းရေးလုပ်ငန်းစဉ်ပြန်လည်စတင်ရမှာပံ့ပိုးကူညီကြောင်းတရုတ်နိုင်ငံသားရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်2024ဩဂုတ်လမှာကလည်းတရုတ်ဆိုရကမြန်မာနိုင်ငံရဲ့ပြည်ရင်းကိုဖိနိုင်ငံကမှဝင်ရောက်မဆွတ်ဖက်ရအောင်ဆိုတဲ့အချက်အပါဝင် မကြော်ဝါမဲ့စီတုံးစီဆိုပြီးဆိုခဲ့ပါသေးတယ်။နောက်ထပ်တပုတ်အနေနဲ့စက်ကောင်စီရဲ့အဖြစ်ခံရစရေးချိုးဖောက်လာမှုကကြံရမရဖြစ်ရခြင်းကိုညွန်ပြနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံကငလင်တန်ကြီးနဲ့ရင်ဆိုင်နေရစင်မှာပဲမယံမနာဖုံးကျဲတိုက်ခိုက်လာနေခြင်းကလုံယုံလုံစင်အာဆီယံကိုပေးထားတဲ့ကတိချိုးဖောက်ခြင်းမဟုတ်တော့ပဲပြိုလဲလိုက်လာနေတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတာဖြစ်တယ်လို့အစာချေပြီးအေရှားတိုင်းစာဆောင်မှာအခုလိုရှင်းတာထားပါတယ်။အလဲကြအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်မှာတမိုင်းဝင်အဆိုပြုချက်တည်းရချပြလာပြီးမင်းအောင်လိုက်နဲ့ရှားခဲ့တဲ့သဘောတူ ူညီချက်မှတ်တမ်းကပင်မှင့်ပင်မချောက်သေးမီပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ် မင်းအောင်လိုင်းကအခုဒီချိန်မှာငလင်ရဲ့ပဟိုချက်ဖြစ်တဲ့စကိုင်းကိုပြတ်မှတ်ထားပုံကျဲတိုက်ခိုက်လာပါတယ်ဒါကပဲလူသားချင်းစာနာထောက်ထားတဲ့နေဆိုတာကိုဂတိဖြတ်မှုနဲ့ရှင်းချလိုက်တာဖြစ်ပါတယ်ဒီဒီချိန်မှာတော့၎င်းတို့အဲ့ဒီလိုဂတိဖောက်ဖြတ်လာမှုကအာဆီယံကိုအပြစ်လည်းမဟုတ်တဲ့ပြင်အန်နဝါနဲ့လည်းမဆိုင်ရေးချမဆိုင်လို့ဆိုရမှာပဲဖြစ်ပါတယ်အန်နဝါကလက်ရှိအနေအထားကိုအလဲအပြောင်းကြီးဖြစ်လာစေဖို့စစ်ကောင်စီနဲ့ရောအမျိုးသားညီညွတ်ရေးအစိုးရနဲ့ပါနိုင်ငံရေးရာတတိရှိရှိစွန့်စားပြီးတွေ့ဆုံခဲ့ပါတယ်၎င်းအဲ့ဒီလိုတွေ့ဆုံခဲ့လို့ရှက်ပိုင်းတွင်ငြိမ်ချ န်ရေးရသွားစေရအကြောင်းမရှိတော့လေစစ်ဘုတ်ချုပ်တွေရဲ့ပြောင်းလဲနိုင်တဲ့ခေါင်းမာနေတဲ့အဖြစ်ကိုပွင့်ပွင့်ကြီး ထုတ်ဖော်နိုင်ခဲ့တဲ့အပြင်အာဆီယံရဲ့တန်တမန်ရေးဆိုင်ရာဂျိုးပန်းမှုတွေကိုလည်းအသည့်တပန်းပြက်ပြက်သားသားဂျိုးပန်းနိုင်ဖို့နဲ့တရားဝင်မှုကိုလမ်းဖွင့်ပေးလိုက်တာဖြစ်ပါတယ်။နိုင်ငံတကာပဋိပက္ခများလိလာရေးဖွဲ့မှမြန်မာရေးတာဝန်ခံ Richard Hose ကစစ်ကောင်ဆောင်တွေဟာအပြစ်ခံရဲစဲရေးကိုငြိမ်းချမ်းရေးဖော်ဆောင်ရန်လိုမယူဆပဲ၎င်းတို့နေပြူဟာမြောက်ပြန်လည်နေရာချထားဖို့အတွက်သာယူဆထားသူတွေဖြစ်တယ်လို့ဆိုပါတယ်။အခုလိုတခုပြီးတခုချိုးဖောက်လာခြင်းကအံ့ဩစရာမဟုတ်ပဲ၎င်းတို့အနေထားပတ်လို့ရှိနေရဲဆိုတာကိုအချက်ပြလာခြင်းဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်။ င်အခုတစ်ကြိမ်ကအချက်ပြရုံတင်မဟုတ်တော့ရင်၎င်းတို့အတွက်အန်ဒီရရှိလာခဲ့တာဆိုတာကိုပြဆိုနေခြင်းဖြစ်ပါတယ်။နေမြေများဆုံးရှုံးလာနေတာတာမကနိုင်ငံတကာနဲ့ပါယုံကြည်မှုဆုံးရှုံးသွားပြီးတက်တွင်းအမိန်ပေးအမိန်ခံစနစ်မှာပါရှေးနောက်ညှိနှုံးမှုမရှိဖြစ်လာနေပါတယ်။တော်လိုင်းရဲ့အထင်ကရပြရုံဖြစ်လာတဲ့ ဂိုင်းမှာပို့ပြီးတည်တာထင်ရှားလာပါတယ်။မင်းအောင်လိုင်းဖိုးကငလင်တန်ခဏီရတော့လဲတော်လိုင်းဖွဲ့များစကိုင်းဒေသကိုပို့ပြီးတင်းတင်းကြပ်ကြပ်ထုတ်ခိုင်လာနိုင်မယ့်ရှိကိုဘလို့မှစိတ်ကူးလို့တော့မရနိုင်အောင်ဖြစ်လာပါတယ်။အဲ့ဒီအတွက်ဘုံကျဲတက်ခိုင်လာခြင်းကပြစ်ဒဏ်ခတ်ခြင်းမျိုးမဟုတ်တော့ပဲကြံရမြင်ရကမူးရှူလို့လုံလာခြင်းပဲဖြစ်ပါတယ်။အဲ့ဒီလို၎င်းတို့ဘက်မှာအနေအထားတွေမှုံဝါလာနေချိန်မှာ NWA နဲ့ ASEAN အတွက်အင်အားများဖြစ်လာရတယ်။မင်းအောင်လိုင်းရဲ့ဂတိဖောက်ပြမှုက NWA အတွက်မရည်ရွယ်ဘဲနဲ့ နိုင်ငံရေးရရကိုချင်းတိတ်ခါပိုင်းရပါအရင်းနှီးများပို့ပြီးတိုးပွားလာပါတယ်အန်နဝါအတွက်2025မေလကုန်ပိုင်းမှာအာဆီယံတရုတ်နဲ့ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ GCC တို့ပူးရဲထိပ်သီးအစည်းအဝေးလက်ခံကျင်းပမယ့်အချိန်နဲ့လဲအန်ကိုက်ဖြစ်လာခဲ့ပါတယ်အပြစ်ခန့်ရစရေးပြုလဲသွားခြင်းကပဲလက်ရှိအနေအထားတိုင်းဆက်သွားခွင့်ပြုလို့မရဘူးဆိုတာကိုရှင်းလင်းစွာပြဆိုလိုက်ပြီးဖြစ်ပါတယ်ဘယ်လိုမှဖြေရှင်းမှုမရှိပဲကြားနေခြင်းကကြံရပါသဘောဖြစ်သွားနိုင်တာဖြစ်ပြီးနိုင်ငံအတွင်းအကွဲအပြင်းများဖြစ်လာခြင်း င်အတွက်အာဆီယံကတပြင်းညီစုပေါင်းကြိုးပမ်းရတော့မှာဖြစ်ပါတယ်။အန်နဝါကနှစ်ဖက်စလုံးနဲ့ထိတွေ့ဆက်ဆံပြီးသူဖြစ်လို့မရေမရအကြီးညာချက်တွေထုတ်ပြန်ရမယ့်အချိန်မဟုတ်တော့ဘဲပြဿနာကိုဖြေရှင်းနိုင်ဖို့နည်းလမ်းတွေကိုရှောက်ရှိလာမယ့်ခေါင်းဆောင်တွေကိုတင်ပြနိုင်ဖို့အတွက်အကောင်းဆုံးအနေအထားမှာရှိလာပါတယ်။မြန်မာအရေးဂျပန်ရဲ့အထူးတန်တမန်ဖြစ်သူ ယိုဟီဆာဆာကာဝါယုံကြည်မှုဆိုတာအကန့်အသတ်နဲ့သာရှိတဲ့အရင်းအမြစ်ဖြစ်လို့၎င်းကိုထပ်တလဲလဲချိုးဖောက်ခံလာပါကရှေးလျှောက်ထိတွေ့ဆက်ဆံမှုအတိုင်းတာစီကံသတ်မှတ်ချက်တွေနဲ့လှုပ်လာရမှာဖြစ်တယ်လို့ပြောလာခဲ့ပါတယ်။တချိန်ကတိတ်ဆိတ်ဆိတ်နေပဲဇွဲနေပဲကြီးစွာကြိုးပမ်းခဲ့တဲ့ဆာဆာကာဝါကပင်ပြောင်းလဲလာနေတဲ့ရှေးလိုင်းနဲ့အတူမျောပါလာခဲ့ပြီးတန်တမန်ကြီးကစောင်းကြည့်ယုံနဲ့မလုံလောက်တော့ပဲဖိအားပေးနိုင်မှာဖြစ်မယ်လို့ယုံကြည်လာပြီးဖြစ်ပါတယ်။မြမအရေးကျွမ်းကျင်သူဒေးဘင်းစ်ကော်မတီဆန်ကလည်းစစ်တပ်ကဆွေးနွေးပွဲဆိုတာကိုအချိန် ်ဆွဲလို့ရတယ်လို့သဘောထားတတ်ပြီးအာဆီယံရဲ့စိတ်ဓာတ်များတဖြည်းဖြည်းလုံးပါပါလာအောင်ထိုင်ဆောင်နေသူတွေသာဖြစ်တယ်လို့2025ဆော်ပိုင်းကထောက်ပြခဲ့ပူပါတယ်။အန်ဒဝါရဲ့နှစ်ဖက်စလုံးနဲ့ဆက်ဆံပြခဲ့မှုက၎င်းတို့မျှော်လင့်နေတယ်လို့အာဆီယံရဲ့ညညမှုကအစအသက်ခံနိုင်ကြောင်းထုတ်ပြလိုက်တာ ဖြစ်ပါတယ်။အားလုံးအတွက်ဆိုရင်မကင်ဖြစ်လာနေတာကတရုတ်အိန္ဒိယဘင်္ဂလားဒေ့ရှ်နဲ့ထိုင်းနယ်စပ်များမှာအုပ်ချုပ်ရေးမဲ့တဲ့နေမြေများဖြစ်လာပြီးမူရင်းစေဝါနဲ့လူကုန်ကူးမှုများပြင်အင်အားကြီးနိုင်ငံများရဲ့တဆင့်ကန်စစ်ပွဲများအတွင်အတွင်ကူးပြောင်းသွားနိုင်တဲ့အရေးပဲ ဲ့ဖြစ်ပါတယ်။ငလင်ထံသင်ခဲ့တဲ့စကိုင်းတိုင်းမှာပင်အပြစ်ခံရဲစဲချိုးပေါပြီးဘုံကျဲတက်ခိုက်နေခြင်းကပဲလုံနေကြဂတိဖောက်ဖြတ်ခြင်းမျိုးမဟုတ်တော့ပဲစစ်ကောင်စီအတွက်အဆုံးဖြတ်ပေးလာတော့မယ့်အနေအထားရောက်ရှိလာခြင်းလည်းဖြစ်ပါတယ်။အန်နဝါနဲ့အာဆီယံက၎င်းတို့ရဲ့အားနည်းချက်ကိုအမိအယာဆုပ်ကိုင်ပြီးရှုံချပစ်တင်မနေတော့ပဲပြဿနာဖြေရှင်းနိုင်တဲ့အထိလှုပ်သွားမှာဖြစ်ပါတယ်။အန်နဝါကအဖွဲ့ဝင်နိုင်ငံများရဲ့ထောက်ခံမှုနဲ့အညီဆဲဆုံးနေတဲ့ချီပြီးအာဆီယံရဲ့စိတ်ရှည်စွာဖြင့်မလုံမရှံညီတက်နေတဲ့တန်ကင်းတမန်ကင်းကိုဖောက်ထွက်နိုင်မှသာစကိုင်းကို ကြာလာတဲ့ပုံတွေကနေပြီးတော့ကိုတိုင်ရိုက်တက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့ပြည်တော်စုလမ်းတလျှောက်ကလက်နက်ကင်ဖွဲ့တွေစုခွာပေးရပွဲရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်ကိုယ်စားလှယ်တွေဈာဝင်မှုနဲ့လာရှုမှနာဆာကတပ်ဖွဲ့နဲ့ကိုကန် MND တပ်ဖွဲ့တွေတွေ့ဆုံညီနိုင်ပြီးရဲ့နောက်မြန်မာနိုင်ငံအရှိမြောက်ကုန်းသွင်းရာပြည်တော်စုလမ်းမတလျှောက်ကတိုင်းရင်းသားလက်နက်ကင်ဖွဲ့တွေ EAO တွေစုပေးရမယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။မန္တလေးကနေမူဆယ်တီ EAO တွေအားလုံးစုခွာပေးဖို့ TNN လေးကိုထိမ့်ပေးဖို့ UWSA ကိုတာဝန်ပေးလိုက်ပြီးကြောင်မဲပါဆုပ်ပေးဖို့လာရှုံဝင်းကျင်ဖြန့်ခွဲနေရယူထားတဲ့ PDF တွေစည်ရေးမဖို့ဆောင်းနိုင်ဖို့အတွက်လုံခြုံရေးကို UWSA နဲ့ MND ကပူးရဲလုံခြုံရေးရှုပေးဖို့ NASA ကအစိုးရမှကိုပိုင်အုပ်ချုပ်ကွင်ရဝဒေတာနဲ့ကိုကန့်ဒေတာကိုငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးထောင်ရငြိမ်းချမ်းရေးအတွက်အာမခံချက်ပေးဖို့လက်နက်ကိုင်ပဋိပက္ခမဖြစ်ရင်ညှိနှိုင်းကော်မတီအဖြစ်တရုတ်အစိုးရကဈာနေဆောင်ရွက်ဖို့စောင့်ကြည့်ရေးရှုံးလာရှုံးမှဖွင့်နေပြီးမှဖြစ်ကြောင်းယာယီလုံခြုံရေးကာလဖြင့် UWSA နဲ့ MNDA ကလာရှိုအနီးယာယီတက်ဆွဲထားပြီး NASA ကတပ်ဖွဲ့တွေနေရာယူထားပြီးပါကထွက်ခွာပေးဖို့ရခင်အစိုးရထိန်းချုပ်ထားတဲ့ဝါအုပ်ချုပ်ခွင့်ရမျိုးနှမျိုးကို UWSAC အနံပို့ NASA ကတပ်ဖွဲ့ကသဘောတူညီကြောင်းသတင်းထွက်လာတာဖြစ်ပါတယ်။ PDF ဝင်တိုင်းမှာကြောင်း MNDA ကိုတရုတ်ကလုံခြုံရေးအာမခံခိုင်းနေ TNL နဲ့ MNDA ကိုတိုက်ယူထားတဲ့မူဆယ်မန္တလေးကြားကမျိုးတွေအကုန်ဆုတ်ရပါမယ်လို့လာရှိုအချိန်ကြီးစောင့်ကြည့်နေတဲ့ဒေသခံမျိုးသားတယောက်ကပြောပါတယ်။ဆုံးရမယ်တဲ့မှာကုတ်ခိုင်သိမ့်ညီတီဘောကြောင့်မယ် ောင်းချူပါပါဝင်ပြီး MND ရော TNL ကမှရခင်မူလနေရာကပဲအကုန်ပြန်ဆုတ်ပြရမယ်လို့တရားကြောင်သူကပြောပါတယ် UWSC နဲ့ MND က TNL ကိုလက်နက်ခဲရန်ကုန်စည်စီစဉ်မှုဖြတ်တောက်ပေးဖို့တရုတ်ကညွှန်ကြားထားတယ်လို့သူကပြောပါတယ်လာရှုကနေမှုစဲထီတော့ဆုတ်ပြရမယ်ဆိုတဲ့ကိစ္စကတော့စစ်တပ်ဘက်ကနေတောင်းဆိုတဲ့အချက်ဖြစ်မယ်ကင်ထားတဲ့ EAO တွေဘက်ကတော့သဘောတူမှာမဟုတ်ဘူးလို့ MND နဲ့နှိစက်သူတယောက်ကပြောပါတယ် လက်ရှိမြင်နေရတာကတော့လာရှိုးမျိုးနဲ့ကိုဝင်လာတဲ့စစ်သားတွေနဲ့အတူတူအဲ့ဒီစစ်သားတွေရဲ့မိသားစုတွေတက်တွေထဲမှာနေရာရှင်းလင်းပြီးဝင်ရောက်နေရာယူထားကြပြီလို့သူကပြောတယ်တရုတ်ကသူလိုချင်တယ်လို့ပုံသွင်းနေတာဟုတ်တယ်လို့ဒေသခံလူငယ်တယောက်ကပြောပါတယ်နာဆာကဘက်ကတော့2000အခြေခံဥပဒေအတိုင်းမရမကသွားမှလို့သူကပြောပါတယ်လာရှိုးမှာတော့အီဘီလာ19ရက်ကစတရုတ်နိုင်ငံကအပြစ်ခံရဲစဲမှုစောင့်ကြည့်အဖွဲ့တွေရောက်ရှိနေပြီဖြစ်ပါတယ် MNDA တပ်ဖွဲ့အနေနဲ့လာရှိုးမျိုးပေါ်ရက်ကွက်12ခုကိုနာဆာကတပ်ဖွဲ့စီလွှဲပြောင်းပေးတယ်ဆိုပေမဲ့တရုတ်ရဲ့ညွန် ြားမှုတိုင်သွားရမှာဖြစ်ပြီးမြို့ပြင်မှာတော့ MND တပ်ဖွဲ့တွေတက်ဆွဲနေမှာဖြစ်ကြောင်းဒေသခံတွေစီကသိရကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။